ဒီနေ့ဆွေးနွေးကြမှာကတော့ကဘာကျော်ကုံတယ်ကြီးဒီယော့ပေါ့နော်ဘရူးစ်ကိုပနာသူ့ရဲ့အင်တာဗျူးတွေထဲကအသွေးခေါ်တွေတင်ခန်းစာတွေကိုလေ့လာကြည့်အောင်ပါဟုတ်ကဲ့ဘရူးစ်ကိုပနာဆိုတာကတကယ်တော့အပညာရှင်လောကကနေငွေချေးစည်းကွက်ထဲရောက်လာလားဟုတ်တယ်ဆက်စနစ်တစ်ခုလောက်အသွင်းနာပဲသူ့ရဲ့ကနအူးယင်းငွေဒေါ်လာ3000လောက်ကနေတန်းချီတဲ့အထိဖြင့်သွားတာဆိုတော့ ော်တော်စိတ်ဝင်စားစရာကောင်းပါတယ်ဟုတ်ပါသူကဟာဘတ်ဘွဲ့ရနိုင်ငံရေးတည်ပံပညာရှင်ဆိုတော့ဒါပေမဲ့အဲ့ဒီပညာရေးလောကကိုစိတ်ဝင်စားတော့ဘူး1980ပြည့်လွန်နှစ်တည်းလောက်မှငွေကြေးဈေးကွက်ကိုစပြီးအာရုံစိုက်လာတာอืมအထူးသဖြင့်အတိုးနွန် theory တွေဟို yield curve တို့ပါတော့ပေါ့အဲ့ဒါတွေကိုတော်တော်စိတ်ဝင်စားခဲ့ရတယ်ဆိုတယ်သူ့ရဲ့ပထမဆုံးကုန်ထွေးမှုကတော့အောင်မြင်နေတယ်ဒါပေမဲ့တတိယမြောက်အဲ့ဒီပေးပိဆက်ကုန်ထွေးမှုက သူ့ဘဝအတွက်အရေးကြီးဆုံးသင်ခန်းစာဖြစ်သွားတယ်ဆိုတာအဲ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်။ဩအဲ့ဒီပေပစ်ဆက်ကိုနန်းဟုတ်တယ်။ထောင်ကူနဲ့99မှာသူကပေပစ်ဆက်ပြန်နေတယ်လို့ကြုံမြင်ပြီးတော့ဟို spread trading ဘောအနာဂတ် country နှစ်ခုကြာဆဲကွာဟာချက်ကိုအခွင့်ကောင်းယူပြီးအကြီးအကျယ်ဝင်လို့တာအစားပိုင်းတော့တတော်မြတ်တယ်နော်ဟုတ်တယ်ဒေါ်လာ၄000ခွဲလောက်ကြီးမြတ်နေလားဒါပေမဲ့အာပွဲစားတဲ့ယောက်ကအကြံပေးတာကိုလိုက်လုံမိတယ် ဈေးကြမိတ်ထင်ပြီးဖွင့်ထားတဲ့ short position ကိုပိတ်လိုက်တဲ့အချိန်မှာဈေးကွက်ကပြောင်းပြန်ထိသွားတာဟုတ်တာပေါ့ဝန်ငွေနဲ့ပဲဒေါ်လာ2000နဲ့1000လောက်ပဲကျန်တော့တဲ့အထိပြန်ရှုံးသွားတာတခဏလေးအတွင်းမှာအကြီးကြီးပဲဒါမဲ့ तू ပြောတာလေးသဘောကျတယ်ငွေဆုံးတဲ့ထက်ဟိုကိုယ့်ရဲ့စင်ကြင်တုံတရားပျောက်သွားတာစီကားမလိုက်နိုင်တာပိုဆိုးတယ်ဆိုတာလေအင်းအဲ့ဒီအတွေ့အကြုံကသူ့ကို risk management အဲ့ဒီစဉ်းစားမှုစီမံခန့်ခွဲခြင်းအရေးပါပုံကိုတကယ်ကိုအယိုးထဲဆွဲသွားစေတာဟုတ်တယ် အဲ့ဒီတော့ပိုင်းသူ့မှာအကျင့်တစ်ခုရသွားတယ်ဆိုစိတ်ဖိစီးမှုများလာရင်ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာမငြိမ်သက်တော့ဆိုရင်လက်ရှိအယောင်းဝယ်အကုန်ပိတ်ပစ်လိုက်ရောဟုတ်ကဲ့1989 Stozy Quad Bio Leron ကလည်းအဲ့ဒီနည်းကိုတုံ့ထဲတယ်လို့ဆိုတယ်ပြီးတော့သူ့ဘဝကိုပြောင်းလဲစေတဲ့နောက်တစ်ယောက်က Commodities Corporation က Michael Marcus တို့ရောရဲကုန်တည်ကြီးလေ။အော် Michael Marcus သူကခုနကအများကြီးတင်ပေးခဲ့တယ်ပေါ့။ဟုတ်တယ်။မင်းဒေါ်လာတန်းရှာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်မျိုးပေးတယ်။ ပြီးတော့အရေးကြီးတာကအမားလုပ်ရရမယ်အမားကနေသင်ယူရမယ်နောက်ဆုံးတော့အများရောက်အောင်ပြန်လုပ်ရမယ်ဆိုတဲ့အတွေးခေါ်ပဲဒါကြောင့်သူ့ရဲ့ကုံသွယ်မှုအတွေးခေါ်မှာ risk management ကအထူးကပဲဆိုတာထင်ရှားနေရပါတော့အတိကြမယ်ကုံသွယ်မှုတစ်ခုမလုပ်ခင်မှာပဇေးရောက်ရင်ရှုံးတော့ရမလဲ stop loss ပေါ့အဲ့ဒါကြိုးတက်မှာပြီးသားပြီးတော့သူ့ရဲ့စုစုပေါင်းယင်းငွေရဲ့1%ထက်ဘရောမပိုပြီး risk မယူဘူးတစ်ခုတည်းအတဟုတ်ကဲ့ပြီးတော့ကိုဖွင့်ထားတဲ့ position နဲ့အယောင်းအဝယ်တွေက တခုနဲ့တခုဘလော့ဆက်ဆက်နေလဲကိုဂူလေးရှင်းပေါ့တခုရှုံးရင်နောက်ဟာတွေပါလိုက်ရှုံးနိုင်လားဆိုတာကိုလည်းနေတိုင်းတွက်တယ်စောင့်ကြည့်တယ်သူခဏခဏပြောတယ်ဆိုတဲ့စကားရှိတယ်နော် under trade under trade under trade ဟုတ်တယ်အဲ့ဒါအဲ့ဒါတော်တော်ရေးကြီးတယ်ဆိုလိုတာကကိုလုတ်ချင်တဲ့ရောင်းဝယ်ပရမဏတ်ထက် man and short လို့ဖို့အနည်းဆုံးတဝက်လောက်ပဲလုတ်တင်နေဆိုတဲ့သဘောအဲ့ဒါကစိတ် PC မှုကိုယော့ရှိတယ်ပေါ့ဟုတ်တယ်စိတ်ပိုင်းဆိုင်ရာဖီရနဲသွားတာပေါ့ ကုံတွယ်မှုနည်းစနစ်မှာကြတော့သူကအခြေခံအကြောင်းတရားတွေ fundamental ပေါ့ပြီးတော့ဇင်းလုံးလာရကိုကြည့်တဲ့ technical analysis နှစ်ခုလုံးတုံးတယ်နော်อืมတုံးတယ်ဒါပေမဲ့ technical ကိုကြတော့သူကအနာဂတ်ကိုကြိုပြောဖို့မဟုတ်အပူချိန်တိုင်းကိရိယာလို့ပဲဆိုလားမှန်ပါတယ်လက်ရှိဈေးကွက်အခြေအနေဘယ်လိုရှိလဲဆိုလားတိုင်းတာတဲ့သဘောမျိုးမယ်သူရတကယ်အဓိကအားသာချက်ကဟိုဘယ်လိုပြောမလဲကဘာကြီးမှာ ဖြစ်လာနိုင်တဲ့အခြေအနေအမျိုးမျိုးကို ကြိုပြီးစဉ်းစားထားနေတာ possible world scenarios ပေါ့အော်ဟုတ်ကဲ့အဲ့ဒီသူစဉ်းစားထားတဲ့ပုံစံတစ်ခုခုနဲ့ဈေးကွက်ချင်းတွေကကိုက်ရည်လာပြီဆိုရင်အဲ့ဒီအခါကျမှယုံကြည်ချက်နဲ့ဝင်လို့တာဒါဆိုရင်အတိအကျုံနုတဲ့ကုန်တဲရီအတသူစီယာယူတင်တဲ့အဓိကအချက်တွေကဘာတွေတိမလဲအဓိကကတော့ risk ကိုထိန်းချုပ်ဖို့ပဲအမြဲတမ်းပြီးတော့ခုနပြောတဲ့ under trade လို့ဖို့လိုအပ်တာ tech short လို့ဖို့ပေါ့ဟုတ်ကဲ့နောက်တစ်ခုက ဈေးကွက်ကိုပြိုင်ဘက်လို့သဘောမထားဘူးဈေးကွက်ကပုခုဒုက္ခပေးနေတာမဟုတ်ဘူးကိုကတစီကံရှိဖို့စိတ်ကိုထိန်းဖို့လိုတာအောင်မင်းရဲ့ကုံတယ်ရဲ့အရေးချင်းတယ်သူဘယ်လိုတတ်မှတ်လဲอืมသူပြောတာကတော့အဓိကကစိတ်သက်ကြန့်ခိုင်မှုပေါ့ဟုတ်ပြီးတော့လက်လက်စွာတွေးခေါ်နိုင်ရမယ်လူများနဲ့စန့်ကြပက်လို့ရေးရမယ် contrarian thinking လို့ခေါ်မှာပေါ့ဟုတ်ကဲ့စီကံကတော့အရေးကြီးဆုံးပဲတင်းတင်းကြပ်ကြပ်လိုက်နာနိုင်မယ်ပြီးတော့ ကိုမားကိုဝန်ခံပြီးတင်ယူနိုင်စွမ်းရှိရမယ်။ညံကောင်းဖို့ရောလို့သေးလား။ညံကောင်းတာကအထောက်ကူဖြူနိုင်ပေမဲ့အဓိကမဟုတ်ဘူးလို့သူကဆိုပဲ။အရေးကြီးဆုံးကစီးကန်းနဲ့ကိုလုံးမြတ်ရောင်းအဝယ်ပမာဏ position size ကိုမမှန်ကန်ကစီမံနိုင်ဖို့ပဲ။အဲဆိုဒီနေ့ကိုပရနယ်ရဲ့အတွေ့အကြုံတွေကိုပြန်ခြုံကြည့်ရင်အောင်မြင်မှုဆိုတာတကယ်တော့ဆက်ဆက်တဲ့လည်လာမှုတိကျတဲ့စီကံပြီးတော့အရေးကြီးဆုံးကခန်းစားချက်ကိုထိန်းချုပ်နိုင်စွမ်းအဲ့ဒါကြီးပေါင်းစပ်နေတာပဲเนาะဟုတ်ပါပဲ အထူးသဖြင့် risk management နဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကသူအတွက်အဓိကအတော့ချက်တွေဖြစ်နေတယ်။ဟုတ်ကဲ့။အမ်စဉ်းစားကြလေဒီခုကတော့ကိုဗရနိုင်အေးဖြစ်လာနိုင်တဲ့ကမ္ဘာအခြေအနေတွေကိုကြိုတင်စဉ်းစားမြင်ကြောင်ရုံးဆိုရင်နီလာမ။အင်း။တန်းကငွေကြေးဈေးခွက်မှာပဲအတုံးဝင်တာလား။တောင်းမို့ကိုပိုင်ဘွားမှာပဲဖြစ်ဖြစ်တခြားစီးခွားရေးလုပ်ငန်းတွေမှာကြုံရတယ်မသေးချာမရမှုတွေဆုံးဖြတ်ချက်တွေအတော်ရောဒီလိုကြိုတင်စဉ်းစားတဲ့နီလန်းကအတုံးဝင်နိုင်မလား။ ဟုတ်တယ်နော်အနာဂတ်ချင်းနိုင်ခြေတွေကိုချုပ်တွေးထားတော့ပိုကောင်းတဲ့ပြင်ဆင်မှုတွေလုပ်နိုင်မလားဆိုတာစဉ်းစားစရာပဲอืมအဲ့ဒါလေးကတော့စက်ဖြစ်တွေးစကြည့်တဲ့နဲ့အချက်တခုပေါ့ဗျာ